ဆယ်လီဒေးလီနျူးပရိသတ်တွေတဲ့တရင်းလေးသုံးပုံနဲ့ဖော်ပြပေးကြပါရှင်အခုပထမဆုံးဖော်ပြပေးခြင်းတဲ့တရင်းလေးကတော့အဆိုတော့အင်ဂျီရဲ့ဂျွန်9ရက်နေ့မှာကျင်းပပြုလုပ်မဲ့ Color of Black တိဆုပ်ပွဲမှာနွေနွေချစ်ခွေလဲပါဝင်ဖြောပြမဲ့ဆိုတဲ့အကြောင်းကိုရေးသားလာခဲ့တာပဲဖြစ်ပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့မြိုင်မဟာမင်းမောင်နဲ့ဖော်ထုတ်ခဲ့သောအမှုများဇလန်တွဲရဲ့ခတော်ပေးခွဲအခမ်းအနားကိုကျင်းပပြုလုပ်တဲ့အကြောင်းကိုဝေမျှပေးချင်တာပဲဖြစ်ပါတယ်ရှင်တတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့တရုတ်ဆောင်အကယ်ဒမီထထမုံမှာ ချောက်ကက်ရာမီတောက်ကက်ချောက်ရှိနေရာကြောင်းတအားကိုနာကျင်ရသလိုခိုင်မြတ်တာအထွေထွေယောဂကုသိုလ်မှာတက်နေတဲ့အကြောင်းကို post လေးတင်လာခဲ့တာပဲဖြစ်ပါတယ်ရှင် တဲ့အရေးပြပြည့်တက်ကြည့်နေကြပါရှင်ဒီအစီအစဉ်တက်လေးမှာဆိုလို့ရှိရင်တော့ social media မှာလူပညာရှင်တွေရဲ့ပုံ post တွေသူတို့ရဲ့လူပညာလှူရှားမှုပုံရိပ်တွေနဲ့ပွဲပုံရိပ်အခမ်းအနားတွေကိုအတူတူတင်ဆက်ပြသပေးသွားမယ့်အစီအစဉ်တက်လေးပဲဖြစ်ပါရဲ့ရှင်အခုပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့အင်ချစ်ရဲ့ဂျွန်ခရီးယန်ဒီမှာကျင်းပပြုလုပ်မဲ့ Color of Lab ပွဲလေးမှာနောက်ထပ်ပါဝင်မဲ့အဆိုတော်တယောက်အနေနဲ့တော့နင်းနေချစ်ဖွဲ့ ါဝင်မယ်လို့သိရပါတယ်ရှင် AGBD ကိုအရန်ချစ်တဲ့နည်းနည်းချစ်ပွဲရတယ်ဒီကဒီပွဲလေးမှာပါဝင်အဖြစ်ပေးသွားမယ်လို့သိရှိရပါတယ်ရှင်နောက်ထပ် special guest တွေလည်းပါဝင်မှာဖြစ်ပြီးတော့ခုနှစ်ရက်နေမှာကျမပြုလုပ်မဲ့ပွဲလေးမှာဆိုလို့ရှိရင်တော့အင်ယာလိတ်ဟိုတယ်မှာကျမပြုလုပ်သွားမှာဖြစ်ပြီးအချိန်ကတော့6နာရီမှာကျမသွားမယ်လို့သိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့မြိုင်မဟာမင်းမောင်နဲ့ဖော်ထုတ်ခဲ့တဲ့အမှုများဇလန်းတွဲကတော်ပေးပွဲကိုဒါရိုက်တာတော်စီရကိုယ်တိုင်ရိုက်ကူးပုံဖော်ထားပြီးမြိုင်မဟာမင်းမောင်နဲ့ဖော်ထုတ်ခဲ့တဲ့အမှုများဇလန်းတွဲကတော်ပေးပွဲကိုတော့ ဂျွန်လာ၁ရက်နေ့မနက်၈နာရီမှာတက္ကသိုလ်ဖျားမှာတင်မပြုလုပ်ခဲ့ပြီးပါဝင်တဲ့အမှုပညာရှင်များစွာကကရော်ဘေးဘက်ကိုတက်ရောက်ခဲ့ကြတာပဲဖြစ်ပါတယ်ရှင်။မြိုင်မဟာမင်းမောင်နေဖထုတ်ခဲ့တော့အမှုများဇလန်းတွဲဦးတော့တရုတ်ဆောင်များဖြစ်ကြတဲ့စစ်နိုင်စူပန်ဒရာပွင့်နေဒီမောင်ရွှေကိန်းနီထူးခြားဖုံးရှန်ကျော်စင်ထော့ဒေါင်းဝေဟန်ဆက်လူ မြို့ကိုချွန်အကယ်ဒမီဝဝအောင်ဦးဝင်းမြိုင်နဲ့အမှုပညာရှင်ပေါင်းများစွာကပါဝင်တက်ဆောင်သွားကြမှာပဲဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဖော်ပြပေးချင်တာကတော့တရုတ်ဆောင်အကယ်ဒမီတောင်ညာရဲ့အများကြီးရကူခဲ့တဲ့လက်ရှိချိန်ထိအောင်မြင်နေတဲ့အမှုပညာရှင်တို့ဖြစ်တဲ့တရုတ်ဆောင်ထထမိုးဦးမှာတော့ ခိုင်မြတ်တာအထွေထွေယောဂကုသယုံမှာတယောက်ကုသနေရတယ်လို့ post လေးတင်လာခဲ့တာပါ။ကြောက်ကက်ရောင်ပြီးတောက်ရှိနေရကြောင်းတအားကိုနာကျင်ရပါတယ်။ဘိုင်းနဲ့ခါတွေလည်းနာကျင်နေတယ်လို့យေတာထားပြီးအားလုံးတက်မှချမ်းသာကြပါစေလို့သယုံတနေတဲ့ပုံလေးနဲ့ဝေမျှလာခဲ့တာပဲဖြစ်ပါတယ်ရှင်။ PX Vision မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ Follow လုပ်တာပြီးစိတ်ပတ်သေးထားပြပါဦးနော်။